င်္ဂလာပါရှင်၂025ခုနှစ်ဧပြီလ10ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။သကိုင်းတိုင်းဝင်းတုံမျိုးဘုံကျဲခံရမှုမှာခလင်းငယ်အပါအဝင် လူ30နီးပါးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒေါ်လာရေးတက်တွေတင်ပိုက်ချတဲ့မြို့66မြို့ထိရှိလာပါပြီ။တက်တုံညာနှစ်ခွန်စစ်စင်ရေးစီမံချက်လိုင်းများနဲ့အတူတော်လန်ရေးအောင်ပွဲရောက်သည့်အထိညီညွတ်မယ်လို့ညီနောင်မဟာမိတ်၃ဘွဲကထုတ်ပြန်လိုက်ပါတယ်။ခမောက်ကြီးမြို့နယ်မှာစက်ကြေကောက်လာတဲ့ မာရန်တိုက်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစခန်းမှုအပါအဝင်ရဲ၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများရရှိခဲ့ပါတယ်။နိုင်ငံတော်ဝါမှရှိတဲ့စစ်တပ်ရှေ့တန်းစခန်းတွေနဲ့စစ်မြေပြင်တွေမှာရဲတရအဖြစ်ရတနာတုတ်ကိုကိုရဲကိုချိန်ညတိုင်းရွတ်ဖတ်ခိုင်းနေပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကငလင်ဘေးတင့်ပြည်သူ650ကျော်ကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်ရှုံးကောင်စီဒုခေါင်းဆောင် ဆိုဝင်းကပြောလာပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝင်းတုံမြို့နယ်နန်းခမ်းကျေးရွာကိုလေချောင်းဖုံးကျဲမှုနှစ်ကြိမ်တိုင်ပြုလုပ်ခဲ့လို့ကလေးငယ်များအပါအဝင်လူပေါင်း30နီးပါးတေဆုံးခဲ့ကြောင်းသတင်းအမြင့်ချမ်းမှသိရပါဗျ။ဝင်းတုံမြို့နယ်နန်းခမ်းကျေးရွာကိုမနေ့ကဧပြီလ9ရက်နေ့နေ့လယ်3နာရီအချိန်မှာတကြိမ် ညနေ6:00အချိန်ကတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပါ။နေ့လေတစ်ကြိမ်ညနေတစ်ကြိမ်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်။ကလေးတွေလည်းတော်တော်များများတည်တယ်၊လူကြီးတွေလည်းတည်သွားတယ်။အလုံး30လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒေတာခန့်တွေပြောတာတေဆုံးသူတွေကိုရှာဖွေနေပြီးတော့စရင်အတီကြတော့မရသေးဘူးလေလဲဆိုပါတယ်။စစ်ကောင်စီကနှံခမ်းကြီးရွာကိုဘုံကျဲတိုက်ခိုက်မှုမှာစေးရုံအရှိနဲ့ လူနေအိမ်တော်တော်များများကိုကြားရောက်ပောက်ကွဲခဲ့ကြောင်းလဲသိရပါဗျ။နာခံကြေးဝါမှာအင်တာနက် Wi-Fi ဆိုင်ဖွင့်လင်းထားပြီးအဲ့ဒီ Wi-Fi ဆိုင်မှာလည်းဘုံကြားရောက်ပောက်ကွဲခဲ့လို့လူသေဆုံးခဲ့ကြောင်းလဲသိရပါဗျ။ KIA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့များကစကိုင်းတိုင်းအင်းတော်မျိုးကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတိမ့်ပိုက်ခဲ့ပြီး အာနာသိန်းစစ်ကောင်စီကအင်းတော်မျိုးအနီးတဝိုက်နဲ့လူနေကျေးရွာတွေကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုစက်တိုက်ပြုတ်လောက်လာတာလည်းဖြစ်ပါရဲ့ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းညီနောင်မဟာမိတ်တပ်တွေကချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကို အပိသက်တင်ပိုက်ပြီးဖလန်းမြို့နယ်တမြို့နယ်လုံးစစ်ကောင်စီကင်းစင်သွားပြီလို့ဧပြီလ9ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒါကြောင့်ຫນွေဦးတော်လန်ရေးမှာတော်လန်ရေးတပ်တွေတင်ပိုက်ထားတဲ့မြို့ပေါင်းအနည်းဆုံး66မြို့ထိရှိလာပြီလဲဖြစ်ပါတယ်။ချင်းညီနောင်နဲ့တော်လန်ရေးတပ်တွေက2024နိုဝင်ဘာလ9ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့နောက်ဆုံးကြံတဲ့ခလာရ268ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်နက်ခဲယမ်းတွေအများအပြားရရှိခဲ့ပါတယ်။ဒေါ်လန်ရဲတပ်တွေကခလာရ268ကိုဧပြီလ9ရက်နေ့ကတည်းကသိမ်းပိုင်နိုင်ခဲ့ပေမဲ့နယ်မြေရှင်းလင်းလှဆတ်တက်ပြီးဧပြီလ9ရက်နေ့မှာချင်းညီနောင်ကအောင်ပွဲသတင်းကိုကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဒီလပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကမိုးပြဲမြို့ကိုသိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်နေပါတယ်။ MMDA နဲ့မဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့လာရှိုမြို့ကိုတရုတ်နိုင်ငံရဲ့ဖိအားပေးမှုနဲ့ MMDA ကစစ်ကောင်စီကိုဧပြီတတိယအပတ်မှာမြို့ပေါ်ရပ်ကွက်တွေကိုပြန်လည်လွှဲပေးရမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲပြက်ပြက်ထွက်ပေါ်နေပါတယ်။တစ်ဖက်မှာ KIA ကဗမော်မြို့ကိုအပိသက်တိမ့်ပိုက်နိုင်ဖို့စစ်တပ်ရဲ့လက်ကျန်တပ်ရင်းတွေတရင်ဌာနချုပ်တွေစခန်းတွေကို ထိုးစစ်ဆင်နေသလိုကရင်နီပူပေါင်းတပ်ကလည်းဘော်လခဲမြို့ကစစ်တပ်စခန်းတွေ တဲ့ရင်တွေကိုထိုးစစ်ဆင်နေပါရဲ့ရှင်ဆက်လက်ပြီးချင်းကြီးနောင်မဟာမိတ်သုံးဘွဲကအခက်ခဲဖိအားပေါင်းစုံကိုနီလန်းမျိုးစုံနဲ့စူးစီညှိညွတ်စွာအတူတကွဖျက်ကျော်ပြီးတတုံညာနစ်ခွန်စစ်စင်ရေးစီမံချက်လိုင်းလုံးများနဲ့အတူတော်လိုင်းရင်အောင်ပွဲရောက်တဲ့အထိခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့်စီလုံးညှိညွတ်ကြမယ်လို့ကိုကန့်တက် MMDA နဲ့တန်တက် TNN တို့ကအရခတက်တော် AA ထံကိုပေးပို့တဲ့သဝင်လွှာမှာဖော်ပြထားပါတယ် ယနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အင်အေဖွဲ့စည်းတည်မှု16နှစ်မြောက်နှစ်ပတ်လည်ကို TNN နေနဲ့ MMDA ကပူးတွဲတဝင်းလွာ ပေးပို့ရမှာယခုလိုဖော်ပြထားတာလည်းဖြစ်ပါတယ်။အမျိုးသားလူမျိုးရေးအတွက်ခက်ခဲကြမ်းတမ်းသောတော်လန်ရေးခရီးရှည်ကြီးမှာရခိုင်လူမျိုးတို့အတွက်အာရခအိမ်မက် အာရခန်ဒရင်းကိုမရမနာကြိုးပမ်းအကောင့်ထဲပို့ကြတယ်။အာရခအာဇာနီရဲဘော်များတပ်ဖွဲ့ဝင်များနဲ့ နီလန်ပေါင်းစုံပေးဆက်ပါဝင်ကြတဲ့ရခိုင်လူမျိုးအလုံးကို အထူးလေးစားဂုဏ်ယူကြောင်း MMDA နဲ့ TNNN ရဲ့တဝန်လွှာမှာပါရှိပါတယ်။အာရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာရခိုင်သားတို့ရဲ့လက်ထဲသို့ မကြမီအချိန်မှာမုတ်ချမသွေရောက်ရှိမီဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။မြန်မာစစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်ပြီးမြန်မာပြည်သူလူထုနဲ့ကိုက်ညီတဲ့နိုင်ငံရေးစနစ်တစ်ခုကိုထူထောင်နိုင်ဖို့မြန်မာနိုင်ငံတော်ဝန်လုံးမှရှိတဲ့ ော်လန်ရဲနယ်မြေဒေသအသီးသီးမှာ အာရခတက်တော်ကြီးရဲ့တပ်ဖွဲ့ဝင်များတီရှိကတော်လန်ရဲအလုံများကိုလက်တွေ့ကြကြအရှိန်အဟုန်မြင့်ဖော်ဆောင်နေသည်မှာမြန်မာပြည်သူလူထုတရက်လုံးအတွက်အာတက်ဂုံယူပွဲဖြစ်တယ်လို့လည်းပါရှိပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲမှာကမကထာပြူပြီးအခြားမဟာမိတ်အဖွဲ့များຫນွေဦးတော်လန်ရဲအင်အားစုများနဲ့အတူအကောင့်ထဲပေါ်လိုက်တဲ့တက်တုံညာနှစ်ခုစစ်စင်ရေးဟာမြန်မာပြည်လက်နက်ကင်တော်လန်ရဲ့ အာနာရှင်တိုက်ဖြတ်ရေးအတွက်အကောင်းဆုံးအစပြုစစ်ဆင်ရေးဖြစ်လာခဲ့ပြီးတော်လန်ပြည်သူများအားလုံးရဲ့ထောက်ခံမှုနဲ့အတူတော်လန်ရေးပန်းတိုင်ကို အရောက်လမ်းနိုင်မဲ့ခြေလမ်းများပင်ဖြစ်ကြောင်းလည်းဖော်ပြထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်မှာစစ်ကြေးကောက်ပြီးပြန်လာတဲ့မာရန်တိုက်နယ်ရဲစခန်းမှာစခန်းမူရဲအုပ်မင်းအောင်စိုးအပါအဝင် ရဲငါးဦးအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစခန်းမှုအပါအဝင်၃ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့တယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမတာဝန်ရှိသူတို့ကပြောပါတယ်။မနေ့ကဧပြီလ9ရက်နေ့ညနေ9နာရီခန့်အချိန်မှာခမောက်ကြီးမြို့နယ်အေးချမ်းတာကျေးရွာမှာရှိတဲ့လူကုန်ကူးသူများရာဘာအဝယ်တိုင်းများနဲ့မူရစ်စေဝါရောင်းဝယ်သူများထံမှလစဉ်ကြေးကောက်ယူပြီးပြန်လာခြင်း ဖောက်တုတ်ကျေးွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဓာဖြတ်တိုက်ခိုက်ခဲ့တာပါစခါမူရဲအုပ်မင်းအောင်စုဒုရဲမူမျိုးလင်းကိုနဲ့ဒုတက်ချက်စီသူတို့၃ဦးတေဆုံးခဲ့ပြီးတက်ချက်ကြီးမောင်တူးဒံယာရရှိခဲ့ကြောင်းလည်းသိရပါတယ်ဆိုင်ကယ်နဲ့နှစ်ယောက်ရှေ့ကောက်ပွိုင်းနဲ့လာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ၃ယောက်ဆိုင်ကယ်နဲ့က၂ယောက်ဆိုင်ကယ်နဲ့၂ယောက်မှာ၁ယောက်ကဒဏ်ရာရတယ်ဆိုင်ကယ်နဲ့၂ယောက်ကတော့လွတ်သွားတယ်ပေါ့ အဓိကကလည်းကားကိုပဲပြစ်တာဆိုတော့ကားပေါ်ကအကုန်သေးတာကားကကြောက်ထဲထိုးကြသွားလို့ကားတော့မယူခဲ့ရဘူးပစ္စည်းတွေပဲတင်းလာတာလို့ကော့တောင်းမျိုးနဲ့ပြည်သူကားခွဲရေးတပ်ဖွဲ့ပကဖမတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါပြင်တေဆုံးသူရဲများကန်ဆောင်အုံပြူတဲ့40မမတလတ်ဘုံဒီဆယ်လုံး AK အမျိုးအစားတနက်နှစ်လတ် AK ကြီးပေါက်၅ခုကြီးစံ64တောင်းနိုင်မမပစ္စတိုတလတ် ကြည်စံအတောက်90 6လုံးပြူတနက်တလက် point 38h အမျိုးအစားတနက်တလက်လက်ပစ်ဘုံ3လုံးလက်ကင်ဖုံ4လုံးပတ်စံ2000ခွဲချက်တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းလည်းသိရပါဗယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖရဲဘော်များကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါဗယ်ရှင်ဆလဘီမြန်မာနိုင်ငံတော်ဝမှာရှိတဲ့စစ်တပ်ရှေ့တန်းစခန်းတွေနဲ့စစ်မြေပြင်တွေမှာ ရတရာအဖြစ်ယတနာတုတ်ကိုကိုရက်တိတိကိုချိန်ရွတ်ဖတ်ခိုင်းနေကြောင်းနေပြည်တော်စစ်ဘက်တရင်ကြီးကပြောပါတယ်။ဧပြီလ10ရက်နေ့မှစတင်ကဧပြီလ16ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်မှာတနိုင်ကန်လုံးရှိစစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးတွေရက်ကနဲ့ကျေးရွာအုပ်ချုပ်ရေးရုံးတွေသာသနာတော်ဆိုင်ရာဓမ္မရုံးတွေဖုန်ကြီးကျောင်းတွေစွန်းလောင်းအသင်းများနဲ့ပြည်သူတွေရဲ့နေအိမ်တွေမှာယတနာတုတ်ကိုရွတ်ဖတ်ပူဇော်ခိုင်းနေတယ်လို့ဆိုပါတယ်။နေပြည်တော်စစ်ရုံးချုပ်ကလည်း တပ်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရှေ့တန်းစခန်းတွေနဲ့စစ်မြေပြည်တွေမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကိုပါယတနာတုတ်ရွတ်ဖတ်ရန်ညွှန်ကြားထားကြောင်းလည်းသိရပါဗျ။ယတနာတုတ်ပူဇော်ခိုင်းတာကအရက်ဘတ်စစ်ဘတ်မခွဲခြားပါဘူး။ရှေ့တန်းစခန်းတွေနဲ့တပ်ရင်းတပ်ဖွဲ့တွေမှာလည်းအဲ့ဒါရွတ်ဖတ်ပူဇော်ခိုင်းတယ်လို့နေပြည်တော်စစ်ဘတ်တရင်းမြစ်ကပြောပါဗျ။တနိုင်ကလုံးမှာစစ်ကောင်စီကအရေးပေါ်ယတနာတုတ်ပူဇော်ရွတ်ဖတ်ခိုင်းရခြင်းမှာမိဘေလေဘေ ရေဘေးနဲ့ငလင်ဘေးစားတဲ့သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရန်ဖြစ်ကြောင်းလည်းသိရပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့ငလင်ထန်တဲ့ဒေသများမှာနိုင်ငံတကာလာရောက်တဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကြိုးပမ်းမှုကြောင့်လူပေါင်း653ယောက်ကိုရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးရုပ်အလောင်း900ကျော်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့စစ်ရှုံးကောင်စီဒုခေါင်းဆောင်ဆိုဝင်းကပြောလာပါဗျ။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအကြားနေပြည်တော်မှာပြုလုပ်ပေးတဲ့ဂုံပြုပွဲမှာ စစ်ရှုံးကောင်စီဒုခေါင်းဆောင်စိုးဝင်းကအခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ငလင်းလောက်ခတ်ပြီး82နှစ်အတွင်းနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဇက်တိုက်ရောက်ရှိလာမှုကြောင့်အခုလိုကယ်ဆယ်နိုင်ခဲ့တာလို့လည်းစိုးဝင်းကဆိုပါတယ်။လက်ရှိရှာဖွေကဲဆဲမှုတွေဟာဧပြီလ၈ရက်နေ့အထိဆင်းရဲတွေပဲဖြစ်ပြီးမြေပြင်မှာတချို့သောကဲဆဲရေးတပ်ဖွဲ့ဝင်တွေရှာဖွေနေစေဖြစ်ကတချို့သောနိုင်ငံတကာအဖွဲ့တွေကအသီးသီးပြန်လည်ထွက်ခွာနေကြပြီပဲဖြစ်ပါတယ်မြန်မာနိုင်ငံက ငလင်ဘေးတင့်ပြည်သူတွေကိုကုညီကယ်ဆယ်ဖို့အတွက်နိုင်ငံပေါင်း20ကကယ်ဆယ်ရေးဝန်ထမ်း6938ယောက်ရောက်ရှိခဲ့တယ်လို့စစ်ရှုံးကောင်စီကထုတ်ပြန်ထားပါတယ်။ပြင်းထန်ငလင်လောက်ခတ်ပြီးတဲ့နောက်အချိန်နှစ်ပတ်ကြာလာတဲ့အထိရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေထိဆက်ပူးပေါင်းပြီးလှုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဧပြီလ9ရက်နေ့အထိစည်ရင်းနေအရာနိုင်ငံတော်မှာမတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တေဆုံးသူ 3600ကျော်ရှိပြီလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြတမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။